ယေရမိအနာဂတိချမ်းအခန်းကြီး51အငယ်1မှ64တော်ရပြာမိန်တော်မူသည်ကဘာဘူးလုံမျိုးတစ်ဖက်၌၎င်းငါဤရန်သူတို့နှင့်ပေါင်းဖော်သောသူတို့တစ်ဖက်၌၎င်းဖြက်စည်းတတ်သောလေကိုကထစေမည်သကောနှင့်ပြာတတ်သောသူတို့ကိုဘာဘူးလုံမျိုးတို့ငါစေလွတ်သည်ဖြင့်သူတို့သည် တပြည်လုံးကိုပြာ၍ရှင်းလင်းကြလိမ့်မည် အမှုရောက်သောကာလ သူတို့သည်မြို့ပတ်ဝန်းကျင်တို့၌ရံဘက်ပြုလျက်နေကြလိမ့်မည်လေးကိုကင်တော်သူတန်ချက်အင်ကြီးကိုဝတ်တော်သူတို့ကို လေးတည်၍ပြစ်ကြလော မြို့သားလူလင်တို့ကို မနှမျောပဲမြို့သားအလုံးအရင်ရှိသမျှတို့ကို ရှင်းရှင်းဖြတ်စည်းကြလောထို့သူသူရဲတို့သည်ခလတဲပြည်တွင် လမ်းမတို့၌လဲ၍အထူးခံရကြလိမ့်မည်ဣတရီလအမျိုးနှင့်ယုဒအမျိုးနေရာပြည်သည်ဣတရီလအမျိုး၏တန့်ရှင်းတော်မူသောဖျားကို ပြစ်မာသောအပြစ်နှင့်ပြည့်တော်လေသူတို့ဖျားသခင်ကောင်းခင်ပူချစ်အရှင် သာဝရဖရာသည် ထိုအမျိုးတို့ကိုစွန့်ပစ်တော်မမူဘာဘူးလုံမျိုးတွေကထွက်ပြေး၍အတိအတိကိုအသက်ကိုကဲနှုတ်ကြလောမြို့သားတို့ဤအပြစ်နှင့်ရော၍ဆုံးရှုံးခြင်းကို မခံကြနှင့်ဤအချိန်ကသာဝရဖရာ၏အမျက်တော်ကို ဖြည့်ခြင်းဖြစ်၍အကျိုးအပြစ်နှင့်အလျောက်စီရင်တော်မူမီဘာဘူးလုံမျိုးသည်သာဝရဖရာကင်တော်မူ၍မြေကြီးတစ်ပြင်လုံးကိုရှင်မှုစေသော ရွှေဖလားဖြစ်၏ ထိုဖလား၌ပါသောစပြည့်ရီကို လူအမျိုးမျိုးတို့သည်တောက်၍အယူဖြစ်ကြ၏ဘာဘူးလုံမျိုးသည်ချက်ချင်းပြိုလဲ၍ပျက်စီးပြီးသူ၏အတွက်ငိုကြွေးညီတန်းကြလောသူ၏အနာပြောက်နိုင်လင်ပျောက်စီခြင်းငါဘာလဆန်စီကိုယူကြလောငါတို့သည်ဘာဘူးလုံမျိုး၏အနာကိုပျောက်စီခြင်းငါပြုတော်လေ အနာမပြောက်နိုင် သူကိုစွန့်ပြေး၍အသေးအသေးငါတို့နေရင်ပြည်သူသွားကြကုန်အံ့ဒုက္ခရသောအပြစ်သည်ကောင်းကင်တိုင်အောင်ရောက်၍မိုးတိမ်ကိုထိလျက်ရှိ၏ထာဝရဘုရားသည်ငါတို့ဖြောက်မတ်ကြောင်းကိုဖော်ပြတော်မူပြီး လာကြလောငါတို့ဖျားသခင်ထာဝရဖျားအမှုတော်ကိုစီအုံမျိုး၌ကြားပြောကြကုန်အံမြားတို့ကိုပုတ်ကြလောဒိုင်းလွားတို့ကိုကင်ဆွဲကြလောထာဝရဖျားသည်မိတိရှင်ဘရင်တို့ကိုနှိုးဆော်တော်မူပြီးဘာဘူးလုံမျိုးကိုဖျက်ဆီးမိအကြံရှိတော်မူ၏ အကြောင်းမူကားထာဝရဘုရား၏အမျက်တော်ကိုဖြည့်ခြင်းဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့်အလျောက်ဒဏ်ပေးခြင်းအမှုဖြစ်သည်။ဘာဘူးလုံမြို့ရိုးရှိမှ အလံကိုထူကြလောများစွာသော လူဆောင်တို့ကိုထား၍ကင်းထိုးကြလောချောင်းမြောင်သောတက်ကားတို့ကိုပြင်ကြလောထာဝရဘုရားသည်ဘာဘူးလုံမြို့သားတို့ကိုချိန်သည့်အတိုင်းကြံစီ၍လက်ဆတ်တတော်မူမီများစွာသောရေနားမှနေ၍စီးစိမ်ကြီးသောသူ ်တင်းဤဆုံးရှုံးခြင်းတင်းဤလောဘအလိုပြက်ခြင်းရောက်လေပြီကောင်းငင်ဘူးခြင်းအရှိထာဝရဖျားသည် ကိုကိုတိုင်တည်၍ဂျင်းစုတော်မူသည်ကတင့်ကိုကျိုင်းကောင်များနှင့်ပြည့်စည်တကယ်သူလူများနှင့်ပြည့်စည်မည်သူတို့သည်တင့်တစ်ဖက်၌ကြွေးကြော်တံကို လွှင့်ကြလိမ့်မည်တကူတော်အားဖြင့်မြေကြီးကိုဖန်ဆင်းတော်မူပြီးပြည့်ညတ်တော်အားဖြင့်လောကဓာတ်ကိုတည်တော်မူပြီးညံတော်အားဖြင့်မိုးကောင်းကင်ကိုကြက်တော်မူ ်ပြီးအတန်တော်ကိုလွတ်တော်မူသောအခါမိုးရေအတန်ပလန်ဖြစ်တတ်၏မြကြီးဆုံးမမိုးတိမ်ကို တက်စီတော်မူ၏မိုးရွာသည်နှင့်လျက်စစ်ပြက်စီတော်မူ၏လေကိုလည်းဗန္နာတို့တိုက်ထဲကထုတ်တော်မူ၏လူမီတီကမိမိညာအဖြစ်သရစ္ဆန်ကဲ့သို့ဖြစ်၏ရုပ်တုကိုတွန်းသောသူတိုင်းမိမိလှုပ်သော ရုပ်တုအဖြစ်မောင်မားလျက်ရှိ၏အကြောင်းမူကားတွန်းသော ရုပ်တုသည်မူတာဖြစ်၏ သူ၌လေထွက်သက်ဝင်သက်မရှိ ထို့သောသောအရာတို့သည်အချီးနှီးသက်သက်ဖြစ်ကြ၏လဲ့စားသောအရာလည်းဖြစ်ကြ၏စစ်ကြောချင်းကိုခံရသည့်ကာလကွယ်ပြောင်းကြလိမ့်မည် ယာကုပ်အမျိုး၏အဖို့ဖြစ်သောဖျားသည် ထိုတို့သောအရာနှင့်တူတော်မမူခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းသောဖျားဖြစ်တော်မူ၏ဣတရီလအမျိုးသည် အမွေခံတော်မူရာဖြစ်၏နာမတော်သည်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားပေတည်။အိုတန်တူကြီးတင်းသည်ငါစစ်တိုက်စရာလက်နက်ဖြစ်၏တင့်ကိုငါကင်၍အတိုင်းတိုင်းအပြည်ပြည်တို့ကို ချိုးဖဲ့ပြီးတင့်ကိုကင်၍ မြင်းနှင့်မြင်းစည်းတူရဲကိုလကယထာနှင့်ယထာစည်းတူရဲကိုလကငါချိုးဖဲ့ပြီးတင့်ကိုကင်၍ယောက်ျားနှင့်မိန်းမတို့ကိုလကအသက်ကြီးသူနှင့် အသက်ငယ်သူတို့ကိုလကလူပြိုနှင့်အပြိုမတို့ကိုလကငါချိုးဖဲ့ပြီးတင့်ကိုကင်၍ တိုးထိတ်နှင့်တိုးစုကိုလကောက်လယ်လုတ်တော်သူနှင့်နွားရှင်ကိုလကောက်ဘိုးများနှင့်မင်းများကိုလကောက်ငါချိုးဖဲ့ပြီးတို့ရာတွင်ဘာဘူးလုံမြို့သူ ခလဒဲပြည်သားအပေါင်းတို့သည်ဇီအုံမြို့၌ပြုလီသည်များသောဒုစရိုက်ရှိသည့်အတိုင်းငါသည်တင်တို့မျက်မှောက်၌သူတို့အားအပြစ်ပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏ ထာဝရဘုရားမိတ်တော်မူသည်ကဖြက်စည်းတက်သောသဘောရှိ၍မြေကြီးတပြင်လုံးကို ဖြက်စည်းတက်သောတောင်ကြီးတင့်တဖက်၌ငာနေ၏တင့်အပေါ်မှာငာဤလက်ကိုဆက်လျက်ကြောက်တို့မှတင့်ကိုလှိမ့်ချ၍မိနှင့်ကျွမ်းလောင်သောတောင်ဖြစ်စေမည်တိုက်တော့အထွတ်ကြောက်တိုက်မြင့်ကြောက် တစုံတစ်ခုကိုမြတင်းအထဲကမနှုတ်မယူရာအစင်မပြက်ပြက်စည်းလျက်နေရလိမ့်မည်ဟုသာဝရဗျာမိတ်တော်မူ၏ထိုပြည်၌အလံကိုထူကြလော့အပြည်ပြည်တို့၌တဘိုးကိုမှုံ၍လူအမျိုးမျိုးတို့ကိုသူဤတစ်ဖက်၌ပြင်ဆင်ကြလော့အာရရက်ပြည်မိန်နိပြည်အာရှေကိနက်ပြည်တို့ကိုသူဤတစ်ဖက်၌စီဝေးစေကြလော့ ဘိုလ်ချုပ်မင်းကိုခန့်ထား၍အမွေးကျန်သောကျန်းကောင်ကဲ့သို့မြင်းစည်းသူရဲတို့ကိုစစ်ချီစေကြလောလူမျိုးများတို့နှင့်တကွမေတိရှင်ဘီရင်မှစ၍ဘုံများမင်းများ မေတိနိုင်ငံသားအပေါင်းတို့ကိုသူ၏တစ်ဖက်၌ပြင်ဆင်ကြလောဘာဘူးလုံးပြည်သည် တုန်လှုပ်၍လိမ့်လိမ့်မီထိုပြည်သည်နေသူမရှိ တုတ်တင်ပယ်ရှင်းရာဖြစ်စေခြင်းကထာဝရဘုရားကျင့်စီတော်မူသောအကျင့်အစီရှိသမျှသည် ပြည့်စုံရလိမ့်မည်။ဘာဘူးလုံစစ်သူရဲတို့သည်စစ်မပြိုင်ပဲရဲတိုက်များ၌နေကြ၏။အားလျော်၍မိမကဲ့သို့ဖြစ်ကြ၏။မြို့သားနေရာတို့ကို မီးရှို့၍တကားကျင်တို့ကိုချိုးဖဲ့ကြ၏။ ရန်သူတို့သည်မြို့တော်ကိုတစ်ဖက်တစ်ချက်တိုက်ဝင်ကြပြီးဟူ၍၎င်းလမ်းဝကိုပိတ်ထား၍ရေကန်နာမှမီးရှို့ကြောင်းနှင့်စစ်သူရဲတို့သည်ကြောက်လန့်လျက်ရှိကြပြီးဟူ၍၎င်းဘာဘူးလုံရှင်ဘီရင်အားကြားရှောက်အံ့သောငါမင်းလူလင်ချင်းတယောက်ကိုတယောက်ဆေလွတ်သူချင်းတယောက်ကိုတယောက်တွေ့ကြုံလျက်ပြေးလာကြ၏ ဣတရီလအမျိုး၏ဘုရားသခင်ကောင်းကင်ဘုရားအရှင်သာရဘုရားမိန့်တော်မူသည်ကဘာဘူးလုံတို့သမီးသည်စဘာနေရသော ကောက်နယ်တလင်းကဲ့သို့ဖြစ်၏စဘာရိပ်ရာအချိန်ဤပြီဘာဘူးလုံရှင်ဘီရေနေဘုခနေစာသည်ငါတို့ကိုကြိုက်စား၍နှိပ်စက်ပါပြီ ငါတို့ကိုဟင်းလင်းသောအိုးဖြစ်စေပါပြီ။နဂါမြူတက်တကဲ့သို့ငါတို့ကိုမြူ၍ငါတို့ပျော်မွေ့စရာအရာတို့နှင့်မိမိဝမ်းကိုပြည့်စေပါပြီ။ငါတို့ကိုနှင်ထုတ်ပြီးစီအုံမြို့တပီးကငါဤကိုနှင့်ငါဤအသား၌ပြုသောအတ္တမအမှုသည်ဘာဘုလုံမြို့အပေါ်သို့ရောက်ပါစေဟု၍၎င်းယေရုရှလင်မြို့ကလည်းငါဤအသွေးသည် ခလတဲ့ပြည်သားတို့အပေါ်သို့ရောက်ပါစေဟု၍၎င်းဆိုရ၏။ တို့ဖြစ်၍ထာဝရဘုရားမိန်တော်မူသည်ကတင်းဤအမှုကိုငါဆောင်မီတင်ခံရသောအပြစ်ကိုပြန်ပေးမီသူဤပင်လေကို၎င်းသူဤစမ်းရည်တွင်တို့ကို၎င်းငါခန်းချောက်စီမီဘာဘူးလုံးမျိုးသည်အမိုက်ပုံမြေခွေးနေရာတွင် အံ့ဩဖွယ်ရာကဲ့ရဲ့တန်ပြုရာ လူစိတ်ညံရအရက်ဖြစ်လိမ့်မည်သာရဖျာမိန်တော်မူသည်ကမြို့သားတို့သည်ရှင်တိကဲ့သို့ဟောက်သောအတန်ရှင်တိတငယ်ကဲ့သို့မြည်သောအတန်ကိုတညီတည်းပြုကြလိမ့်မည်သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်နောက်တဖန်မနိုးဘဲအစင်မပြတ်အိပ်ပျော်မည်အကြောင်းသူတို့သည် ရှင်လန်းအားကြီးသောအခါတောက်เสียရဖို့ငါတိုက်၍ရစ်မှုစေမည်အတေတက်ချင်းငါဆွဲ၍ချတော့တိုးတငယ်ကိုကဲ့သို့၎င်းတိုးထီစိတ်ထီးကိုကဲ့သို့၎င်းငါဆွဲ၍ချမည်ရှေရှက်မြို့ကိုတိုက်၍ရလေပြီတကားမြေတပြင်လုံး၌ကြော်စောသောမြို့ကိုလူယူလေပြီတကားဘာဘူးလုံမြို့သည်အပြည့်ပြည့်တို့တွင်အံ့ဩရာဖြစ်လေပြီတကား ပင်လေသည်ဘာဘူးလုံပြီးအပေါ်သို့တက်၍များစွာသောလှိုင်းသဘိုးတို့သည်လွှမ်းမိုးကြပြီးမြို့များတို့သည်တုတ်တင်ပယ်ရှင်းရာအယက်တွေ့ချောက်သောလွင်ပြင်ဖြစ်ကြပြီးအဘယ်သူမျှမနေရ လူသားတစုံတစ်ယောက်မျှထိုလန်းကိုမလျှောက်ရဘာဘူးလုံမြို့၌ဘာလဖျားကိုလည်းငါသည်တန်ပေးမည် ူမျိုးသောအရာတို့ကိုတဖန်အံစီမီလူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှ မစည်းဝေးရကြမြို့ရိုးလဲပြိုလဲလျက်ရှိရလိမ့်မည်ငါဤလူတို့ဘာဘူးလုံမျိုးတွေကထွက်ကြလောထာဝရဖျားဤပြင်းစွာသော အမျက်တော်မှအတိအတိကို အသက်ကိုကယ်နှုတ်ကြလောထိုပြည်၌ကြားရသောတည်င်းကြောင့်စိတ်မပြတ်ကြောက်လန့်ခြင်းမရှိကြနှင့် တနစ်ထက်တနစ်တည်င်းကြရလိမ့်မည်မင်းချင်းတယောက်ကိုတယောက်လူယူ၍ညှင်းဆဲခြင်းအမှုရှိရလိမ့်မည်ထိုနောက်မှဘာဘူးလုံမျိုး၌ထုလုံသော ရုတ်တုစင်တူတို့ကိုငါသည်ဒံပေးသည်ဖြင့်တပြည်လုံးမိန်မောတွေ့ဝေ၍သူရဲ့အပေါင်းတို့သည် မြို့ထဲမှလဲလျက်တေကြသောအချိန်ရောက်လိမ့်မည် ထို့သူမြောက်မျက်နာအရက်က လူယူသောသူတို့သည်ဘာဘူးလုံမျိုးသူရောက်လာသောအခါမိုးမြေမှဆ၍အရက်ရက်၌ရှိသည်များတို့သည် ရှင်လန်းသောအတန်ကို ပြူကြလိမ့်မည်ဟုထာဝရဘုရားမိန်တော်မူ၏ဘာဘူးလုံမျိုးကြောင့်ဣတရီလအမျိုးသူရဲတို့သည်လဲ၍တည်တကဲ့သို့ဘာဘူးလုံမျိုးတည်းမှပြည်သားသူရဲအပေါင်းတို့သည်လဲ၍တည်ကြလိမ့်မည်ဒါပေနှင့်လွတ်သောသူတို့သွားကြလော့ရက်၍မနေကြနှင့် ဝေးသောအရက်၌ထာဝရဘုရားကို အောက်မေ၍ယေရုရှလင်မြို့ကိုလည်းစိတ်ဆွဲလန်းကြလောငါတို့သည်ကဲ့ရဲ့သောအတန်ကိုကြားသောကြောင့်အဆက်ကွဲလျက်မျက်နာပြက်လျက်နေရကြပါ၏တပားအမျိုးသားတို့သည်ဗိမ္မာန်တော်တွင်တန့်ရှင်းရာအရက်ဌာနတော်တို့၏အထဲသို့ဝင်ကြပါပြီ တို့ဖြစ်၍ဒါရဗျာမိန်တော်မူသည်ကဘာဘူးလုံပြီးကိုးကွယ်သောရုတုစင်တုတို့ကိုငါသည်တံပေး၍တပြည်လုံး၌တံချက်ထိသောသူတို့သည်ညီးတွားကြသောအချိန်ရောက်လိမ့်မည်။ဘာဘူးလုံမျိုးသည်မိုးကောင်းကင်သို့တက်၍မြို့ရိုးအထုကိုခိုင်ခန့်စွာတည်တော်လေ ငါစေလွတ်၍လူယူတော်သူတို့သည် သူရှိရာတို့ယောက်ျားလိမ့်မည်ဟုသာရဖျားမိန်တော်မူ၏။ဘာဘူးလုံမျိုးမှငိုကြွေးတံကို၎င်းခလဒဲပြည်မှပြင်းစွာသောပျက်စီးတံကို၎င်းကြားရ၏။အကြောင်းမူကားသာရပြားသည်ဘာဘူးလုံမျိုးကိုဖျက်ဆီး၍သူပြုတ်တက်သောအတန်ကြီးကိုငိမ့်စီတော်မူ၏။သူ၏လှိုင်းတဘိုးတို့သည် အာချီသောရေကဲ့သို့ဟုံးဟုံးမြည်သည်ဖြင့် ကြီးစွာသောအတံပလံကိုပြုတ်တတ်ကြ၏ဘာဘူးလုံမျိုးကိုတိုက်ဖြက်လူယူသောသူသည်ရောက်လျင်မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ရောက်၍သူတို့ဆွဲကင်သော လေးရှိသမျှတို့သည်ကြိုးကြ၏အကျိုးအဖြစ်ကို ပေးတတ်သောဘုရားသခင်ထာဝရဘုရားသည်ဆက်ဆက်ပေးတော်မူပြီးဘာဘူးလုံမင်းက တိုင်ပင်မူးမတ်စစ်ကဲမင်းအရာရှိ ွန်အားကြီးသောသူတို့ကိုငါရစ်မှုစေသဖြင့်သူတို့သည် နောက်တဖန်မနိုးဘဲအစင်မပြတ်အိပ်ပျော်ကြလိမ့်မည်ဟု ကောင်းငင်ဘိုးကြီးအရှင်ထာဝရဘုရားဟူ၍ဘွဲ့နာမှာရှိသော ရှင်ဘရင်မိန်တော်မူ၏ကောင်းငင်ဘိုးကြီးအရှင်ထာဝရဘုရားမိန်တော်မူသည်ကဒုကြီးသောဘာဘူးလုံမြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍မြင့်သောမြို့တကားတို့ကိုလည်းမီးရှို့ကြလိမ့်မည် လူမျိုးမျိုးတို့သည်အချင်းကြီးလှုပ်ဆောင်၍မီး၌ပင်ပန်းချင်းကိုခံရကြပြီဘာဘူးလုံမျိုးအပေါ်မှာရောက်လက်တက်သောဘေးဥပတ်အပေါင်းဒီဟူသောဘာဘူးလုံမျိုးကိုရိမှတ်၍ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည်ရေးကူး၍ယုဒရှင်ပရင်ဇေတကိနန်းဆန်၄နှစ်တွင် ရှင်ပရင်နှင့်တကွဘာဘူးလုံမျိုးတို့လိုက်သွားသော မာတေယဤသားဖြစ်သောနေရိဤသားအတွင်းဝင်ဆရာယကိုမှားထားသောစကားဟူမူကားတင်သည်ဘာဘူးလုံမျိုးတို့ရောက်သောအခါဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ဖတ်ရမည်ထို့အခါတင်ကအိုးထာဝရဘုရားကိုတော်သည်ဤအရက်၌လူမရှိ သရစ္ဆာမရှိ အစင်မပြတ်စိတ်ညံရအရက်ဖြစ်စေ၍တုတ်တင်ပယ်ရှင်းရမည်အကြောင်းကိုချိန်တော်မူပြီးဟုရှောက်ဆိုရမည် ။ဤစာကိုအကုန်အစင်ဖတ်ပြီးလင်စာပေါ်မှာကြက်ကိုခြီထား၍ဥပရမြင့်အလဲမှာချပြည့်လျက်ဘာဘူးလုံမျိုးသည်ဤတို့ညရလိမ့်မည်။ငါရောက်စေသောဘေးဥပတ်ထဲကနောက်တဖန်မထမြောင်ရမြို့သူမြို့သားတို့သည်အာကုန်လျက်နေရကြလိမ့်မည်ဟုမွတ်ဆိုရမည်အကြောင်းကိုယေရမိသည်မှားထားလေ၏။ဤ၍ကယေရမိစကားပေသည်။အာမင်။ God bless you.